ျွန်တော်တို့တွေအားလုံးဟာကြားရလို့မတော်ဘူးလို့ကိုချေပေါ်စွာထင်ဆောင်ဒီရတိုင်းကိုအပူပြီးကင်းကင်းနဲ့ဖြတ်တန်းနိုင်ဖို့အကောင်းဆုံးဒူးစားနေကြတယ်ဒီကြည့်ပါမယ်ဒါပေမဲ့မမျောလင့်ထားတဲ့ငွေကြီးအခက်အခဲတွေကြုံလာတဲ့အချိန်မှာတော့ဟဲ့တော့ကွာပဲငါမနဲ့ချင်ဟိလာကပြေးရမှာပါ ာစာထုတ်ဖို့ရတာလည်းအများကြီးလိုသေးတယ်။မပေးနိုင်အရှင်ဘိုင်းပြောတော့ငါစုခန်းရတော့မှာပဲ။လွလွန်ကောင်းတယ်ဒီ။ Hello ။ဟေးဘာသာလဲစားချောက်ဆွဲနေတယ်။ကျားကတော့တိုက်မှာပါလို့ပြီးစီ။တားဘာဖြစ်သွားသေးလဲ။ဘာဘာဖြစ်မှာ။စားကားနေတာကတော့တသိန်းဝယ်အောင်သွား။တသိန်းဝယ်။嗯嗯嗯嗯，你好你好。Hello。 ရှင်းရှင်းမေးလားမသိဘူးရှင်။အော်ဟုတ်ကဲ့ပါဆရာမရှင်းရှင်းမေးပါရှင်။ဟုတ်။ဒီတစ်ပတ်တော့ကြာနေလေရှင်းရှင်းကြောင်းလာကလေဝင်သွင်းပြပါအောင်လို့နှမ်းပြီးတော့ကြောင်းကြားလိုက်တော့ပါရှင်။ဟုတ်ဟုတ်ကဲ့ပါဆရာမဟိုကြောင်းလာကကိုလေဒီပတ်နောက်ဆုံးထားပြီးတော့ပြင်ပေးပါမယ်နော်ဆရာမနော်။ဟုတ်ကဲ့ပါရှင်းရှင်းလေးပြောင်းပေးကြတော့ဘလို့ဖက်ပြောင်းလေးလုပ်ပေးပါနော်။ဟုတ် ကောင်ဝင်ဟမ်ဘယ်နေမီးလာနေရတော့ကျွတ်ကျွတ်အိမ်ထဲမီးပြက်တာဟမ်ကောင်ဝင်ကျွတ်ကျွတ်အိမ်မီးပြက်ခံနေတွေ့အဲ့ဒါကြောင့်တောက်အောင်ပြောတာအဲ့ဒါကြောင့်တောက်အောင်ပြောတာလဆာရကြတယ်ကမီတာခါကိုဖဲထားတာဆိုမဖဲထားဘူးအဲ့ဘယ်လိုလုပ်လဲအခုဟာဘယ်လိုမလဲပါဘယ်တော့ကြာနေရအောင်လဲမသိပါဘူးဟာနားရည်အရင်ကြီးပဲအဲ့လိုဖြစ်မဲ့မထင်လို့ပေါ့ဟာမထင်စရာလားမထင်စရာလားဟမ် မိသားစုကတပတ်ကြော်ရနဲ့ဟဲ့မရအောင်ဆိုချက်မသိဘူးလားငါမရှင်းမပေါ့ဘာမလားမရှင်းတော့ပါလေရှောင်းလေဒမောဘာလို့ပါဟယ်လိုမိလေးအေးနင်းဖေလေးစေအောင်ဖက်တင်ရပြန်ပြီရယ်ဒါနင်းကိုစီရလဲအမေပတ်စံထဲတာတဲ့လို့မရဘူးအမေအရှင်ပြင်းအမေကိုပတ်စံလေးနေတဲ့လောက်ချက်လောက်လောက်ပါအောင် ။အော်အမေဟုတ်ပါမဆင်မူနဲ့နော်အမေ။ပြည်စီဖို့အတွက်အစီအစဉ်ပြောင်းပြီးလုပ်ပေးလိုက်မယ်နော်။အင်းပြလည်းခဏခဏတင်းနေရဆိုတော့ချက်လောက်ယူစားကြည့်အောင်နော်။ဟုတ်ပြန်ပြောပေးမယ်နော်အမေ။ပြပါကွယ်။ဆက်ဆက်ကြပဲနော်အမေ။ မြန်မာနိုင်ငံမှာရှိတဲ့တန်းနဲ့ချီရဲ့ဝန်ထမ်းတွေဟာလောစာထူရမရောက်သေးခင်မှာပဲအခုလိုမျိုးမထင်မှတ်တာတွေငွေကြေးအကက်ကြီးကြုံတွေ့နေကြရပါတယ်။ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့အတွက်အကောင်းဆုံးရွေးချယ်မှုရှာဖွေရင်စိတ်ဖြည့်စည်းနေပြီလား။ကြုံထုတ်ရှိတယ်လေ။ကြုံထုတ်ဟုတ်ပါတယ်။ ကျူထုတ်ဆိုတာကတော့ဝန်ထမ်းတွေအနေနဲ့မမြုံနဲ့ထားတဲ့ရေးပေါ်ငွေကြေးအခက်ခဲတွေကိုကြုံတွေ့လာရတဲ့အခါဘာသာထုတ်ရတီစောင့်နေရမလို့ပဲမိမိတို့ရဲ့လာစားကို momentum wallet ကနေတစ်စင်အချိန်မရွေးကြိုတင်ထုတ်ယူနိုင်တဲ့ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ဝန်ထမ်းများရဲ့ငွေကြေးအခက်ခဲတွေကိုအငြင်းဖြစ်ရှင်ပေးဖို့အတွက်ကျူထုတ်ကအားလုံးနဲ့အတူအမြဲရှိနေပါပါ